တို့ဆက်ကြတရားဟောတယ်ဆိုတာမလောက်ရမှနဲ့လောက်ရမှဒီနှစ်ခု ရှင်းလင်းပြတ်သားစွာဟောကြားခြင်းဖြစ်တယ်။ထူးခြားတဲ့အသိဉာဏ်တစ်ခုရဖို့အတွက်ရှောင်ရန်နဲ့ဆောင်ရန်အဲ့တော့ရှောင်ရန်ဆိုတာကိုနှစ်ခုဟောတဲ့အခါဒွေးမိဘိခွေအန္တာပပိစိတေနနာသိဝိတ္တပါဒီလန်းနှလန်းတော့မလိုက်နဲ့ ဒီလန့်လိုက်လို့ရှိရင်ထူးခြားတဲ့အသိဉာဏ်ရမှာမဟုတ်ဘူးဘယ်လန့်နှလန့်လဲလို့ဆိုရင်ကာမေတုကာမတုခံတိကံယောဂကာမကိစ္စတွေမှာကာမချမ်းသာကိုခံစားဖို့ကြိုးစားတဲ့လုံရအသိဉာဏ်တွေကိုဖြစ်စေနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ကာမတုခရရှိခံစားဖို့ကြိုးစားမှုဆိုတဲ့ဒီလမ်းကြောင်းကမသွားနဲ့ နောက်တလန်းကထိုခေတ်မှာခစ်စားနေတယ်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်မှအတိညာဆိုတာရတယ်စိန်ခန်းနေလို့ဘာမှမရဘူးခဏခေတ်လည်းပြောတာ no pain no gain ဆိုအနာခံမှသာဆန်ရမယ်အနာခံတိုင်းသာဆန်နိုင်သလားဒါလည်းစဉ်းစားကြည့်အနာခံုံနဲ့သာဆန်နိုင်တာဟုတ်ပါမလားဆိုတော့ကိုယ်စဉ်းစားကြည့်အဲ့တော့အရိခေကလည်းပဲအတ္တကိလမထလူရောကိုကိုယ် ပင်မဆင်းအောင်လုပ်ပြီးမှအတိညာဏ်တစ်ခုရလာမယ်လို့ယုံကြည်ပြီးတော့ပင်မဆင်းရတဲ့လမ်းကြောင်းကိုလိုက်တယ်အဲ့ဒီလမ်းကြောင်းမှာလည်းမမှန်ဘူးအဲ့ဒီလမ်းလည်းမသွားနဲ့ဆိုပြီးမြတ်စွာဘုရားကဗုဒ္ဓလမ်းစဉ်မရှိမှပฏิဝရာဆိုတာကိုစတင်ပြီးတော့ခြံပြခဲ့တာအယမေဝရီရော အယံခောတာဘိက္ခွေမရှိမှာပฏิပဒာလက်ရပဲလံကအိတိခောဘိက္ခွေဥဘောအန္တိအနုပါကအဲ့ဒီနှစ်လမ်းကိုရှောင်ရှားပြီးမရှိမှာပฏิပဒာတထာနေနဝိသံဗုဒ္ဓငါတွေ့တဲ့ဟောဒီမရှိမှာပฏิပဒာလမ်းကြောင်းအလယ်လမ်းကြောင်းဆိုဒီမှာဘာကိုပြောတာလဲဆိုရင်ကာမဂုဏ်ချမ်းမဲ့ကိုခံစားဖို့ကြိုးစားတဲ့လမ်းလည်းမဟုတ်ဘူး ဆင်းရဲဒုက္ခကိုခံမှအသိဉာဏ်ရမယ်ဆိုတဲ့လမ်းကြောင်းလည်းမဟုတ်ဘူးအဲ့ဒီလမ်းကြောင်းနှစ်သေးရဲ့ဘုပ္ပတိပဲအဆုံးမရောက်တဲ့အလဲလမ်းကြောင်းမေတ္တဝေလို့ဆိုရဲမေစီမပတိပရလမ်းကြောင်းငါတွေ့ထားတယ်အဲ့ဒီလမ်းကြောင်းကသွားမယ်ရှောင်ရမှာလည်းဆောင်းတောင်